်မင်္ဂလာပါရှင်ခိတ္တတရင်ဌာနကနေတရင်များကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်တရင်ကတော့ကြောက်ဖြူတွင်စည်ရအရာအရေးပါသည့်ရံပြေတစ်ပုတ်တောင်လန်းခွဲကိုနေမီစုံမှုနိုင်ရန်အပြန်လန်ထိုးစစ်စင်ခိတ္တလက်လုခရသည့်နေမီများကိုပါအေအေကစစ်ကြောင်းထိုးလာရဲဆိုတဲ့တရင်ကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်ကြောက်ဖြူမျိုးနဲ့တွင်တိုက်ပွဲများပြင်းထန်နေပြီးစည်ရအရာအရေးပါသည့်နေမီများကိုစစ်ကောင်မရှင်နှင့်အာရကတပ်တော်အေအေတို့စုံမှုမှုရယူနိုင်ရန်အတွက်ထိုးစစ်ဆင်နေကြကြောင်းသိရပါတယ် ပြီးခဲ့တဲ့ရက်ပိုင်းနိုဝင်ဘာ24ရက်မှစတင်ကတိုက်ပွဲများပြင်းထန်ခဲ့ပြီးဂျမနီနိုဝင်ဘာ25ရက်နေ့အထိတိုင်ကြောင်နှင့်ဆိုင်းချောင်းကြီးရွာများအနီးတွင်လက်နက်ကြီးများဖြင့်နှစ်ဖက်အပြန်အလှန်မနာတမ်းပစ်ခတ်ခဲ့ကြောင်းသိရပါတယ်။အေအေကတိုင်ကြောင်နှင့်ဆိုင်းချောင်းအနီးထိုးစစ်ပြန်ဆလာတော့စစ်တပ်ကလက်နက်ကြီးတွေဒရုန်းတွေနဲ့အဆက်မပြတ်ပစ်ခုပေးနေတယ်ဟုရခိုင်သတင်းရှင်းပြကသတင်းဌာနကပြောကြားပါတယ်။ အေအေကယာယီလက်လွတ်ခဲ့ရသည့်အတိုင်းအကြောင်းကိုပြည်လဲထိုးစစ်ဆင်လာပြီးစစ်ကောမရှင်တပ်မှဖိခတ်သည့်လက်နက်ကြီးများကိုတံပြန်ဖိခတ်မှုများပြုလုပ်ခဲ့ကြောင်းသိရပါသည်။ယခုတိုက်ပွဲဖြစ်ပွားနေသည့်နေရာသည်စစ်ရေးအရာအရေးပါသည့်ကြောက်ဖြူရမ်းပြင်တစ်ပုတ်တောင်လန်ကွဲကိုစိုးမိုးနိုင်ရန်အတွက်ထိုးစစ်ဆင်နေကြခြင်းဖြစ်ကြောင်းသိရပါသည်။စစ်ကောမရှင်သည်နိုဝင်ဘာ25ရက်နေ့နေ့လယ်ပိုင်းကလည်းကြောက်ဖြူမြို့နယ် တောင်ကြီးရင်ကြီးရွာနှင့်ချောင်းပြားကြီးရွာများကိုလေရင်မှဘုံကျဲတိုက်ခိုက်မှုများပြုလုပ်ခဲ့ပါသည်ထို့ပြင်တရဝတိရေတပ်ဌာနချုပ်အမတ်32ရဲတပ်ရဲနှင့်ပင်လေပြင်အတွင်လှည့်လည်နေသည့်စစ်နေပြည်တော်မှတိုက်ပွဲဖြစ်ပွားရာနေရာများကိုလက်နက်ကြီးများဖြင့်အပြင်းထန်ပစ်ခတ်ခဲ့ကြောင်းသိရပါသည်စစ်ကော်မရှင်ကဒီဇင်ဘာလကုန်ပိုင်းတွင်ကျင်းပမဲ့ရွေးကောက်ပွဲအပိုင်းတစ်တွင်ချက်ဖြူလဲပါဝင်နေသည့်ဖြစ်ရာနေမီစိုးမိုးမှုရယူနိုင်ရေးအတွက်အင်အားအလုံးရဲ့တုံ့ပြန်ထိုးစစ်ဆင်မှုပြုလုပ်နေခြင်းဖြစ်ပါသည်။ ဆက်လက်ပြီးတိုက်ပွဲတိုင်းရှုံးနေသည့်နာမခစစ်တိုင်းမှုကိုလက်စားမှုအကြောင်းပြကဖမ်းဆီးထိန်သိမ်း၍ရာထူးမှဖြုတ်ချရဲဆိုတဲ့တွင်ကိုတင်ဆက်ပေးတော်မှာဖြစ်ပါတယ်။စကိုင်းတိုင်းအတွင်းနှင့်ကချင်အဆက်ကြာဖြစ်ပွားနေသည့်တိုက်ပွဲများတွင်စေချောင်းလိုက်ကစင်ကလျာဖိရသည့်အထိရှုံးနေနေမှုများအတွက်အနောက်မြောက်တိုင်းစစ်ဌာနချုပ်နာမခစစ်တိုင်းမှုကိုရာထူးမှထုတ်ပေးလိုက်ကြောင်းသိရပါတယ်။မုံရွာအခြေဆိုင်နာမခစစ်တိုင်းမှု ဗိုလ်မှူးချုပ်မျိုးမင်းထွေးကိုစစ်ကော်မရှင်ကလက်ဆားမှုအကြောင်းပြ၍အနာပေးကောင်ဖမ်းဆီးစစ်ဆေးနေခြင်းဖြစ်ကြောင်းသတင်းရင်းမြစ်ထံမှသိရပါတယ်။ဒုဆရာဖာချုပ်ဗိုလ်ချုပ်မင်းသူကိုယ်တိုင်စစ်ဆေးနေတာစစ်တိုင်းမှုမျိုးမင်းထွေးကိုအထဲမှနှအောင်ဖုံခါနေတာတတိတသန်းကြီးမော်စကိုထောင်နဲ့တွားရမှာပါဟုတသတင်းရင်းမြစ်ကသတင်းဌာနကိုပြောပါတယ်။ဗိုလ်မှူးချုပ်မျိုးမင်းထွေးနေရာကိုကလောမျိုးအခြေဆိုင်စစ်ဦးစီးတက်ကတော့မှာကျောင်းအုပ်ကြီးဗိုလ်ချုပ်ကျော်သူရကိုအစာထိုးတာဝန်ပေးလိုက်ကြောင်းတရင်ရင်မြက်ကဆိုပါတယ်တိုင်းစစ်ဌာနချုပ်မှာ စစ်ဦးစီးမှုဒုတိယဒဏ်ပိုးကြီးတအူငွေကြေးသုံးဆွဲမှုများပြားလာသည့်ဖြစ်စဉ်မှစကားလက်စားမှုများပါပေါ်ပေါက်ပြီးစစ်တိုင်းမှုအဆင့်ထိအရေးယူခံရခြင်းဖြစ်ကြောင်းသိရပါသည်လက်စားမှုကိုစစ်ကော်မရှင်ကတရင်လွှင့်ထားတော်လိမ်စစ်တပ်ရေးရလုံခြုံရေးအရာရှိချုပ်ဒူးဆာယာဖာချုပ်ဗိုလ်ချုပ်မင်းသူကိုယ်တိုင်စစ်ရှုံးရသည့်အခြေအနေများကိုစီးစစ်ပြီးစစ်တိုင်းမှုဖြစ်သူကိုအရေးယူခြင်းဖြစ်ကြောင်းသိရပါသည်ဘုံမှုချုပ်မျိုးမဲထွေသည့်ယမန်နှင့်2024ဩဂုတ်လက ကိုကတ်တက်မတော် MNDAA နဲ့ဖူပေါင်းတက်များလာရှိုးကိုတင်စင်ကတိုင်းမှုဘူကျုပ်စိုးတက်နဲ့အတူအရာရှိနေစစ်ကော်မရှင်တပ်ဖွဲ့ဝင်များလက်နက်ချရာတွင်ပါဝင်ခဲ့သူဖြစ်ပါသည်။ဆီအာနာသိမ်းပြီးနောက်ပိုင်းအနောက်မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှုနေရာကိုယခုဘူကျုပ်ကျော်သူရအပါဝင်ငါးဦးအထိပြောင်းလဲခန့်အပ်ထားပြီးဖြစ်ကြောင်းသိရပါသည်။ဆက်လက်ပြီးစစ်ကော်မရှင်ကရွေးကောက်ပွဲတွင်မဲပေးရန်အကြောင်းပြ၍905ကကြီးဖြင့်လှုပ်ပေးသူ900ကျော်သာရှိတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသားမှဖြစ်ပါသည်။ အာနာသိန်းစစ်ကော်မရှင်က၎င်းတို့ပြုလုပ်သွားမဲ့ရွေးကောက်ပွဲကိုမဲပေးရန်အတွက်905ကကြီးဖြင့်ဖန်စီထောင်ချထားသည့်လူရက်စစ်သူ800ကျော်ကိုသာလူငိမ့်ပေး၍ကျန်သူများအားပြစ်ဒဏ်လျှော့အမှုပိတ်သိမ်းပေးကြောင်းသိရပါသည်။စစ်ကော်မရှင်သည်အာနာသိန်း၏အယက်သားအစိုးရနှင့်ပါတီခေါင်းဆောင်များအပါအဝင်ပြည်သူများကိုပုံမှန်905ကကြီးဟုခေါ်ဆိုသောနိုင်ငံတော်အကြီးအကဲပြည့်စုံမှုဖြင့်အမှုဖွင့်ဖန်စီထားမှုအပေါ်လူငိမ့်ပေးကြောင်းယမန်နေ့နိုဝင်ဘာ26ရက်နေ့ကထုတ်ပြန်ပါသည်။ ထို905ကကြီးဖြင့်ဖမ်းဆီးထားခံရသူများအနက်924ဦးကိုသာပြစ်မှုထပ်မံကျူးလွန်ပါကယခုဖြစ်တဲ့နှင့်အတူစူပေါင်းကြခံရမည်ဟုထုတ်ပေးခြင်းဖြစ်ပြီး၎င်းတို့သည်အစော်ပိုင်းဖမ်းဆီးခံရသူများဖြစ်ကြောင်းနိုင်ဂျင်ဟောင်သတင်းစာဆက်ရတအုပ်ကဆိုပါရယ်905ကကြီးနှင့်ပြစ်ဒဏ်လွန်ငင်းပေးတဲ့ဆိုတဲ့ကိစ္စမှာ900ကျော်ကအဲ့ဒီပုံမှန်တစ်ခုတည်းဖြစ်တဲ့အတွက်လွတ်သွားတာပုံကျန်တဲ့905ကကြီးဆိုတဲ့သူတွေကတော့အခြားအမှုတွေပါရှိနေသေးလို့ထုတ်ပေးမှာမဟုတ်ဘူးဟု၎င်းကသတင်းဌာနကိုပြောပါရယ် စစ်ကောမရှင်သည်ပုံမှန်905ကကြီဖြင့်၎င်းတို့မတရားဖန်ဆီးထောင်ချထားသည့်2361ဦးလေးပြစ်ဒဏ်လျှော့ပေါ်ပေးသလိုရှင်းပုံမှဖြင့်အမှုဖွင့်ခံထားရပြီးထွက်ပြေးတင်းရှောင်နေသူ9580ဦးအားအမှုပိတ်သိမ်းကြောင်းထုတ်ပြန်ဆိုပါရယ်အဆိုပါပုံမှန်905ကကြီဖြင့်၎င်းတို့မတရားဖန်ဆီးထောင်ချထားသူ2361ဦးနှင့်အမှုပိတ်သိမ်းပေးသူ9580ဦးတို့မှာရှင်းပုံမှမရှိတော့တော့လေအခြားပုံမှများရှိနေသည်ပြီးစစ်ကောမရှင်ကရောထွေးအောင်လှုပ်ထားကြောင်းသိရပါရယ် စစ်တပ်ကလူတွေနားမလည်အောင်ရောထွေးသွားအောင်ခက်တီတီနဲ့လှုပ်လိုက်တာပေါ့အဲ့ဒါကိုလည်းတကယ်တော့သတင်းဌာနတွေအနေနဲ့ရှင်းရှင်းလင်းလင်းရေးပြဖို့တော့လူတွေဟူနိုင်ကျင်းဟောင်းတဦးကထောက်ပြပါတယ်ခုခံတော်လန့်မှုများပြင်းထန်လာသည့်နေ့အများစစ်ကော်မရှင်သည်၎င်းတို့ဖမ်းဆီးထားသူများကို905ကကြီအပြင်90ညအကြံဖတ်မှုပုံမှန်များပောက်ကွဲလက်နက်မှုရွေးကောက်ပွဲဥပဒေစသည်တို့ဖြင့်အမှုများတိုးဖွင့်လာကြောင်းသိရပါသည်။ထို့ကြောင့်လက်ရှိတွင်905ကကြီတည်တံ့ဖြင့်ဖမ်းဆီးခံရသူများမှမရှိသလောက်နေပါနေသလိုယနေ့လွှတ်ပေးသူများသည်လည်း လူရက်စီသူမချမီလွန်မြောက်မိသူများဖြစ်ကြောင်းနိုင်ကျင်းအတိုင်းဝိုင်းထံမှသိရပါတယ်။ဆလပီဗရောင်းတက်နယ်အတွင်းရခိုင်ရိုးပေါ်၌တခွဲမှုအစ်စ်ဦးစီးသည်အင်အား30ခန့်ပါစစ်ကြောင်းလိုက်ပျောက်ဆုံးနေတဲ့ဆွဲတဲ့င်းကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်။စစ်ကောမရှင်နဲ့အာရကတက်တော် AA တို့တိုက်ပွဲများရှိနေသည့်ဘကိုးတိုင်းဗရောင်းတက်နယ်အတွင်းသို့စစ်ကြောင်းထိုးဖျောက်သွားသည့်အင်အား30ပါစစ်ကောမရှင်စစ်ကြောင်းမှပင်မတက်နှင့်အဆက်အသွယ်ပြတ်တောက်သွားကြောင်းသိရပါတယ်။စစ်ကောမရှင်မှာ တက်ခွဲမှုအစ်စ် UCD အင်အား30ပါစစ်ကော်မရှင်စစ်ကြောင်းတီပြီးခဲ့တဲ့နိုဝင်ဘာတတိယပတ်ကညောင်ကျိုးလေတာတောင်ဝင်းကျင်သို့စစ်ကြောင်းထိုးထွက်လာပြီးနောက်ဓာကစပီနင်းအဆက်အသွယ်ပြတ်တောက်သွားကြောင်းသိရပါတယ်။ဓာကစပီနင်းတက်သွားတဲ့စစ်ကြောင်းအဆက်အသွယ်ပြတ်တောက်နေပါတယ်။နှစ်ဖက်လုံးကမထုတ်ပြန်သေးတော့ဒေတာလာထွက်ပြီးလားမသိရသေးဘူး။အဆက်အသွယ်ပြတ်တာတစ်ဖက်ကျော်ပြီးဟုတက်တဲ့ရင်ရင့်မြက်ကသတင်းဌာနကိုပြောပါတယ်။ စစ်ကော်မရှင်နဲ့ AA တပ်ဖွဲ့များမှ666ပွိုင်းစခန်းကုန်းအနီးနှင့်လေသာတောင်ကျောတဝိုက်တွင်တိုက်ပွဲပြင်းထန်နေပြီးစစ်ကော်မရှင်ကစစ်ကူများစက်တိုက်ပို့လျက်ရှိပါသည်။ထို့ပြင် AA စုခွာထားသည့်ပွိုင်း666စခန်းကုန်းကိုမွမ်းမံပြင်ဆင်ပြီးလက်နက်ကြီးများအထိုင်ချကာခံစစ်ပြင်ဆင်နေကြောင်းစစ်ရေးတရင်ရေးမြစ်ထံမှသိရပါသည်။ တောင်ကုန်းညောင်ကျိုးရိုးလန်းတလျှောက်နေမီစုံမမှုရယူနိုင်ရန်စစ်ကော်မရှင်ကစုံချုံထားသည့်လေတာတောင်ကျော်တဝိုက်ကိုပါစစ်ကူပို့လျက်ရှိပါတယ်။ပြီးခဲ့တဲ့နိုဝင်ဘာ24ရက်နေ့ကလေတာတောင်ကျော်အနီးတွင် AA နှင့်စစ်ကော်မရှင်တို့တိုက်ပွဲပြင်းထန်ခဲ့ပြီးစစ်ကော်မရှင် drone ပုံကြောင့် AA တပ်ဖွဲ့ဝင်အများပြသိဆုံးမှုရှိသည်ဟုစစ်တပ်ထောက်ခံ channel များကဟွာရဖြတ်ရေးသားဖော်ပြထားပါတယ်။ယခုတိုက်ပွဲတွင်ပျောက်ဆုံးသွားသည့်စစ်ကြောင်းမှသိဆုံးနှင့်လက်နက်ချအညံ့ခံမှုတစ်ခုခုဖြစ်နိုင်ကြောင်းကိုမူနှစ်ဖက်တပ်ဖွဲ့များကထုတ်ပြန်မှုမရှိသေးပေ ကာကွယ်ရေးပစ္စည်းစက်ရုံကပ္ပစ76ဤကာကင်းနေရာများနှင့်ညောင်ကျိုးနှင့်စင်လန်ချာလေတာတောင်တဝိုက်တွင်တိုက်ပွဲများဆက်လက်ရှိနေ၍တိုက်ပွဲအတွင်ထွက်ပြေးသည့်စစ်ကောင်မရှင်တပ်ဖွဲ့ဝင်များကိုလက်ရဖမ်းဆီးနိုင်မှုများရှိကြောင်း AA ကနိုဝင်ဘာ၁၀ရက်ကထုတ်ပြန်ခဲ့ပါသည်စစ်ကောင်မရှင်သည်ကလေးနှင့်ဖောင်းပြက်မှချင်းမြန်တက်ရင်းများကိုဗထောင်တက်နေတွင်ရှိတိုက်ပွဲများသို့ပို့ဆောင်ထားကြောင်းသိရပါသည်ဆက်လက်ပြီးအာနာသိန်းတက်တန်း၅နှစ်ပြည့်ကနေမှစစ်ကောင်ဆောင်တဲ့အဖွဲ့ကိုအကြံဖက်သမားများဟု NUG ထုတ်ပြန်နေဆွဲတဲ့တင်ကိုတင်ဆက်ပြီးတော့မှာဖြစ်ပါသည် ဒီမိုကရေစီအယက်သားအစိုးရလက်ထဲမှာအာဏာသိမ်းယူခဲ့တာဟာ၅နှစ်နီးပါးတာမြင့်တော့မဲ့အချိန်ရောက်မှာအာဏာသိမ်းစစ်ကောင်ဆောင်ဗိုလ်ချုပ်မှုကြီးမယောင်လိုင်အပါဝင်၁၈ဦးကိုအကြမ်းဖက်သမားများဖြစ်ကြောင်းအမျိုးသားညီညွတ်ရေးအစိုးရ NUG အကြမ်းဖက်တိုက်ဖျက်ရေးဗဟိုအဖွဲ့ကနိုဝင်ဘာ25ရက်ရက်စွဲနဲ့ရုတ်တရက်ထုတ်ပြန်ကြေညာခဲ့ပါတယ်။ဂျမိုက်တရင်တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်ချမ်းမြေကြပါစေရှင်။